အားလုံးပဲမင်္ဂလာပါ PK Smart Tutorial မှာကြိုဆိုပါရစေ။ဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ mobile video editing app ဖြစ်တဲ့ကျွန်တော်တို့ InShot app ကိုအသုံးပြုပြီးတော့ text behind ဘယ်လို edit လုပ်ရမလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော် text behind လုပ်တဲ့နည်းလမ်းလေးကကျွန်တော်တို့ဒီ text နေရာမှာပေါ့နော်ကျွန်တော်တို့အစအဦးပဲဖြစ်ဖြစ်ရောက်ထုတ်တစ်ခုခုထားပြီးတော့ကျွန်တော်တို့ကကျော်ခွပြတာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ခုံပြတာပဲဖြစ်ဖြစ်အဲ့လို video လေးတွေကိုဘယ်လို edit လုပ်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ make sure အနေနဲ့လည်း အဲဒီလိုဗီဒီယိုမျိုးလေးတွေကိုကျွန်တော်တို့ဒီ social media တွေဖြစ်တဲ့ဒီ Facebook တို့ YouTube တို့မှာတွေ့ဦးမှာတွေ့ဦးပါလိမ့်မယ်ဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာကိုဆက်ပြီးကြည့်ကြရအောင်အရင်ဦးဆုံးကျွန်တော်တို့ InShot application တွေကိုဝင်လိုက်ပါမရှိသေးရင်မိတ်ဆွေတို့က Play Store ထဲမှာသွားပြီးတော့မှ InShot ဆိုပြီးတော့မှရိုက်ရှာလိုက်ပါတော့ရိုက်ရှာလိုက်ရရှင်ကျွန်တော်တို့ကဒီ InShot ဆိုတာဒီဒီ logo လေးနဲ့ပေါ့နော်အဲ့ဒီကောင်လေးကိုတွေ့တွေ့ပါလိမ့်မယ် download လုပ်ပြီးရင်ဒီ InShot application တွေကိုဝင်လိုက်ပါ ဝင်ပြီးရင်ကျွန်တော်တို့ကဒီဗီဒီယိုဆိုတာလေးကိုနှိပ်ပေးလိုက်ပါတော့ကျွန်တော်တို့အသုံးပြုချင်တဲ့ဗီဒီယိုကိုကျွန်တော်တို့ကကြိုပြီးတော့မှဒေါင်းလုဒ်ဆွဲထားမှာဖြစ်ပါတယ်ဒါမှမဟုတ်မိတ်ဆွေတို့ကအဲကိုယ့်ဘာကိုယ်ပဲ record လုပ်လို့လည်းရပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကဒီမှာကျွန်တော်အဲနမူနာဗီဒီယိုလေးကိုကျွန်တော်ဒေါင်းလုဒ်လုပ်ထားတာရှိတယ်ကျွန်တော်ကတော့အဲ့ဒီဗီဒီယိုလေးကိုအသုံးပြုတော့မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီဗီဒီယိုလေးကိုရှင်းနေလိုက်မယ်ဒီအောက်က inshot ဆိုရဲမှာ watermark ကလေးဖြောင်းချင်လို့ဆိုကျွန်တော်ဒီ text ကလေးကိုနှိပ်လိုက်ပါတော့ နဲ့ကျွန်တော်ဒီအောက်က AD free run မှုဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒီကောင်လေးကိုတစ်ချက်တိုင်းလိုက်ပါဒါဆိုရင်ပြောက်သွားပါပြီပေါ့နော် Okay ဒီနေရာမှာကျွန်တော်တို့ကဒီ test ထည့်မယ်ပေါ့နော်ညနာလေးမှာထည့်မယ်ကိုထည့်ကျင်တဲ့နေရာလေးကိုဒီဒီဒါမျိုးလေးဆွဲပြီးတော့မှကျွန်တော်တို့ထည့်လို့ရတယ်ပေါ့ကျွန်တော်ဒီအစာအုပ်ဆုံးမှာပဲကျွန်တော်ထည့်လိုက်မယ်ဒီ text ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်လေးကိုဆက်နှိပ်လိုက် Okay

ကျွန်တော်တော့ဒါဒီဇိုင်းလေးတွေပေါ့နော်ကျွန်တော်တို့တိုက်တဲ့ဒီဇိုင်းပြလို့ရတယ် Okay ပြပြီးတော့ပြီဆိုလို့ရှိရင် စိတ်တိုင်းကြပြီဆိုရင်ဒီအမန်ဂျီကလေးကိုဆက်ပြီးနှိပ်လိုက်ပါနှိပ်ပြီးရင်ကျွန်တော်ဒီစာရေးထားတဲ့ click လေးပေါ့နော်အဲ့ဒီကောင်လေးကိုဒီအစုံလေးမှာတစ်ချက်နှိပ်လိုက်နှိပ်လိုက်ရင်ကျွန်တော်တို့ကဘူရီကိုအဆုံးထိဒီစာလေးကိုဆွဲကျင်တာဖြစ်တဲ့အတွက် ီ video s value ကို submit နေလိုက်ပါတော့။ဒါဆိုရင်ကျွန်တော်တို့ကဒီကောင်က video ဆုံးထိပါသွားပြီဖြစ်ပါတယ်။ Okay ဒါပြီးသွားပြီဆိုလို့ရှိရင်ဒါတစ်ခုပေါ့နော်။ဒီကောင်လေးကိုကျွန်တော်တို့ကအမှန်ကြီး glitch ချပေးလိုက်။ချပေးရင်ကျွန်တော်တို့ export ထုတ်လိုက်မယ်ပေါ့နော်။ submit နေလိုက်။ Okay ရပြီဆိုလို့ရှိရင် back link နဲ့ပြန်ထွက်မယ်။ back link နဲ့ပြန်ထွက်မယ်။ပြီးရင်ကျွန်တော်တို့က video ဆိုတာလေးကိုဆက်နေလိုက်ပေါ့နော်။ကျွန်တော် new project ခေါ်လိုက်မယ်။ကျွန်တော်ဒီအပေါင်းလက္ခဏာလေးကိုဆက်နေမယ်။ နှိပ်ပြီးတော့ကျွန်တော်တို့ခဏနေရစီထားတဲ့ဗီဒီယိုလေးကိုပဲတစ်ချက်ပြန်နှိပ်လိုက်ပါတော့။ပြီးရင် magic click ချစ်မယ်။ခဏနေရလေးကိုပဲဒီ watermark လေးကိုကျွန်တော်တို့က free remove နဲ့ကျွန်တော်ဖယ်လိုက်မယ်။ပြီးပြီဆိုရင်ကျွန်တော်ဒီဘက်လေးကိုနည်းနည်းလေးဆွဲလိုက်မယ်။ဒီ PIP ပေါ့နော်။အဲဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါ။နှိပ်ပြီးရင်ကျွန်တော်တို့အရင်ဦးဆုံးအသုံးပြုခဲ့တဲ့ click 1ပေါ့နော်။ကျွန်တော်တို့ဘာစာမှမရေးရသေးတဲ့ကောင်လေးအဲကောင်လေးကိုတစ်ချက်ပြန်ပြီးနှိပ်လိုက်မယ်။ နှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ play ကြည့်လိုက်ပါတော့ကျွန်တော်တို့လိုချင်တဲ့နေရာလေးရအောင်ပါတော့ဒီလိုချင်တဲ့နေရာလေးပါတော့ okay အဲဒါဆိုလို့ရှိရင်မလွတ်သေးဘူး okay တော့လေးပါတော့လိုချင်တဲ့အနေထားလေးပါတော့ဒီအောက်ကစာလေးကိုကြော်ကြော်တဲ့ကြော်နိုင်မဲ့အနေထားလေးပါတော့အဲ့ဒီကောင်လေးရောက်လို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီကောင်လေးကို slam map ပြီးတော့မှ split ဆိုတာလေးကိုစနိပ်ပေးလိုက်နှိပ်ပြီးရင်ကျွန်တော်တို့ကဒီ share ကလစ်ကလေးကိုဖြတ်ပေးလိုက်ပါတော့ ဖြတ်ပြီးโอเคဖြတ်ပြီးဆိုလို့ရှိရင် ကျွန်တော်တို့ကအဲ့ဒီကောင်းလေးကိုပဲဆက်သူတော့မှာ select မှတ်လိုက်မှတ်ပြီးရင်ကျွန်တော်တို့က background ဖြောက်မှာပေါ့နော်နော် cut out ဆိုတာလေးပေါ့နော်အဲ့ဒီကောင်းလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရင်ဒီမှာ cut out ဆိုတာလေးကိုဆက်ပြီးနှိပ်လိုက်โอเคအဲ့ဒါလို့ရှိရင်နှိပ်ပြီးသွားဆိုလို့ရှိရင်ဒီ image ကလေးကိုဆက်နှိပ်လိုက်ဒါဆိုလို့ရှိရင်ရပြီပေါ့နော်အမှန်ကြီးကလေးကိုဆက်နှိပ်ပြလိုက် ဒီမှန်ကြီးအပေါ်ဟာလေးကိုပေါ့နော်အဲ့ကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အပေါ်ကအပေါ်က ratio နဲ့အောက်က ratio နဲ့မတူမှာဖြစ်တဲ့အတွက်ကြောင့်ပါမတူလို့ရှိရင်ကျွန်တော်တို့ကရုပ်တွေအထက်နေတယ်ပေါ့နော်အဆင်မပြေဘူး okay အဲ့တော့ကျွန်တော်တို့က ratio ကလည်းမှန်မှုလို့ရတယ် ratio ကလည်းအပေါ်အပေါ်အော်ကတူနေဖို့လိုတယ်ပေါ့နော်ပြောချင်တာဟုတ်ကဲ့ပါပြီးရင်အမှန်ကြီးကလေးကိုနှိပ်ပေးလိုက်ဒါဆိုလို့ရှိရင်ရပြီပေါ့နော်ကျွန်တော်တို့ကဒါ YouTube မှာတင်မယ်ဆိုလို့ရှိရင်ဒီ YouTube မှာတင်မယ်ဆိုဒီ canvas ပေါ့နော် canvas ကလေးကိုနှိပ်လိုက် တော့ YouTube ဆိုလို့ရှိရင် Sixty Zero Nine ဒီမဲ့ Instagram TikTok Facebook အပေါ်လုံးအများကြီးပါတယ်ပေါ့နော်ကျွန်တော်လိုကိုလိုချင်တဲ့ ratio လေးတွေကိုရွေးပြီးတော့မှလိုချင်တဲ့လောက်လေးပုံလေးတိုးချောတိုးချောလို့ပေါ့နော် Okay အားလုံးပြီးသွားပြီဆိုလို့ရှိရင် Magic Click ချက်လိုက်ပြင် export ထုတ်လိုက်ပါโอเคဒါဆို result ကလေးကိုတစ်ချက်ကြည့်ကြရအောင်